လေးဝင်ဆိုင်သဘောတူညီချက်မှာသမရယုံဝန်ကြီးဦးအောင်မင်းကိုရိုင်းလက်မှတ်ထိုးပြီးចောင်းသားတွေကိုအေးမယူပါဘူးဆိုတဲ့အချက်ကိုချိုးဖောက်ကတပိမ့်မောက်ចောင်းသားတွေကိုမတရားဖမ်းဆီးတရားစွဲနေတာဟာနိုင်ငံအစ်စ်လိန်လယ်မှုကြီးပါလို့တပိမ့်မောက်ចောင်းသားမင်းသွေးတစ်ကဧပြီ30မှာပြောလိုက်ပါတယ်နိုင်ငံတော်အစ်စ်ဥပဒေချိုးဖောက်မှုကြီးလို့မင်းသွေးတစ်ကတာယော်ရီထောင်းကနေတာယော်ရီတရားရုံးကိုရုံးထုတ်ချိန်မှာပြောဆိုလိုက်တာဖြစ်ပြီးចောင်းသားကစရိုက်လို့ပြန်ရိုက်ရတာပါဆိုတဲ့အုံနောက်မဲ့တဲ့စကားမျိုးကို ကိုနိုင်ငံအကြီးအကဲတယောက်စီကလုံးဝမကြားချင်ခဲ့ဘူးလို့ဆိုပါတယ်။တပိတ်မောင်ကျောင်းသားတွေကိုဖောင်းအာနာပိုင်တွေကဒီကနေ့မနက်အတွင်းကန်တွေချုပ်ပြီးရှာပွေးမှုလုပ်ခဲ့တဲ့လူကုန်သိက္ခာကိုညှိုးနှံစေတဲ့လို့ရဲ့နောက်တစ်ခါခွင့်ပြုမှာမဟုတ်ဘူးလို့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီဝင်ကိုမင်းသွေးတက်ကဆိုပါတယ်။အစိုးရတရအနေနဲ့အစဉ်တိုင်းရှိရှိပြည်သူတွေရဲ့ယုံ စားကျင်တယ်ဆိုရင်ခုလိုចောင်းသားပြည်သူတွေကိုနိုင်ငံကောက်လုံနေတဲ့လူတွေကိုထောင်သိမ်းချင်းချထားတာကိုချက်ချင်းပယ်ဖြတ်ပေးဖို့လိုတယ်။တမရတရားအနေနဲ့ကိုဘက်ကစိုက်လို့ပြန်ရရတဲ့ဆိုတော့အုံအောင်မရှိတဲ့ဇကားမျိုးကျွန်တော်တို့ရဲ့ဗမာပြည်တမရစီကလုံးဝမကြားကျင်ဆုံးဇကားပဲ။ဒေဝိဆိုင်သဘောတူညီချက်မှာတမရရုံးဝင်ကြီးကိုယ်တိုင်လက်မှတ်လာထိုးထားတဲ့ចောင်းသားတွေဝေးရန်ပြည်သူတွေကိုအခြေပြုဟောဦးဆိုတဲ့အချက်ကို ီးတော့ဒီလူကုန်တဲ့ကဒီဘက်အောင်ရှာဖွေတာလုပ်တယ်ဒီနေ့မနေ့ပဲထောင်ထဲပြဿနာတက်လာတယ်နောက်ချိန်ဒါမျိုးရှာဖွေမပေးနိုင်ဘူးလို့ပြောထားတယ်လေဗရန်တရားရုံးမှာအမှုစစ်ဆေးတာမရှိဘဲဂျုံထုတ်ယုံပဲထုတ်ပြီးအခုလဲဝရမ်းထုတ်ထားတဲ့သူတွေရဲ့အမှုကိုပဲစစ်ဆေးတယ်လို့နက်ဒလင်းမန္တလေးနဲ့ကျောက်ဆဲကဖန်းစီခန့်တပိတ်မောင်ကျောင်းသားတွေရဲ့အကျိုးဆောင်ရှိနေဦးလှမျိုးမြင့်ကပြောပါရယ်ဖန်းစီမမိသေးတဲ့ကိုကျော်ကိုကိုကိုရဲရင်ကျော်နဲ့ကိုမြတ်သူအောင်တို့သုံးဦး ထွက်ပြေးလွတ်မြောက်နေတဲ့အကြောင်းထင်ရှားအောင်သာစစ်ဆေးတာလို့ဆိုပါတယ်။ထွက်ပြေးနေတဲ့တရားခံ၃ယောက်အမှုအင်းလုံးဆက်ဆက်ဒီနေ့ဆက်ဆက်လာ။မူရမစစ်သေးဘူး။မူရမစစ်မူရနောက်ဆက်နေတယ်မှာဆက်ဆက်။ဆက်နေမှာပြေလို့ရဲမှုအမှုမျိုးဆက်ပြီးတော့ဆက်။လူ90ရှိတယ်။90။ဟိုပြေးရတဲ့ဆိုရင်၃ယောက်ဆိုတော့90 3ယောက်ပေါ့။ပြေးရတာ90 3ယောက်။ဘာမှမသိတဲ့လူတွေ၃ယောက်ရှိတယ်။အဲ့တော့အဲ့တော့အတော့ဒီဆက်ဆက်တယ်။အဲ့တော့ပြေးတဲ့ကြောင်ထွက်ပြေးကြောင်ထင်ရှားအောင်ဖြစ်တာ။ဟိုပြည့်ရှိကြောင်မဟုတ်ဘူး။အပြည့်ရှိတော့သုံးသက်တာမဟုတ်ဘူး။ထွက်ပြေးကြောင်ထင်ရှားအောင်ဖြစ်တာ။ အကျဉ်းထောင်တွင်အတွင်းခံကအစချွတ်ပြီးရှာဖွေတာဟာလူခွေချိုးဖောက်တာဖြစ်ပြီးတရားရုံးထုတ်ရမှာလဲလက်ထိတ်တွေမဖြုတ်ဖဲနိုင်ငံရဲ့အညွန့်ဖူးတွေကိုရာဇဝတ်သားတွေလိုဆက်ဆံနေတယ်လို့သပိတ်မောက်ကျောင်းသားကိုတီဟဝင်းတင်ရဲ့မိခင်ဒေါ်လီလီထွေးကပြောပါတယ်အာနာပိုင်တွေဂရိမတီးတဲ့အပေါ်လဲသူကမေးခွန်းထုတ်ခဲ့ပါတယ် ကျောင်းသားလူငယ်တော့ခေတ်ပညာတတ်တွေတော့နိုင်ငံရဲ့အနာဂတ်အညို့ဖူးလေးတွေကိုသူတို့လက်ထိတ်ခတ်တယ်။တရားရုံးရောက်ရင်လက်ထိတ်ကဖြုတ်ပေးရမယ်ဒါသူတို့ထုံးစံတရားရုံးမှာလက်ထိတ်မဖြုတ်တာတော့အန်တီတို့အနေနဲ့အရန်ခံစားရတယ်။စက်တွေကိုနေကိုရှာတာတော့လူခွေချိုးဖောက်ပြီးတော့ဟိုအတွင်းကမောင်းမီတွေနှိုက်ပြီးရှာတာဟိုအဲ့ဓာမျိုးတွေတော့မလုပ်သင့်ဘူး။အာနာပိုင်အဖွဲ့စည်းတွေကပြောပြီးတဲ့စကားတရားမလုပ်ဂတိတလုံးမသိဘူး။တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ဒီဒီမိုကရေစီကိုဖော်ဆောင်တဲ့နိုင်ငံတကာနိုင်ငံမှာမဖြစ်သင့်ဘူးလို့ တာယာဝတီတရားရုံးအပြင်ဘက်မှာလည်းကျောင်းသားနဲ့ပြည်သူတရားကြောလောက်ဟာဖမ်းဆီးကျောင်းသားတွေကိုပြန်လွှတ်ပေးဖို့ကြွေးကြော်သံတွေအလံတွေကင်ပြီးဆန္ဒပြခဲ့တယ်လို့သပိတ်မောက်ကျောင်းသားတွေကိုနှုတ်ဆက်ခဲ့ပါတယ်။နောက်တစ်ကြိမ်တရားရုံးကိုတော့မေလ၁၂မှာစစ်ဆေးမယ်လို့ဆိုပါတယ်။